ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့အပေါ်မှာမေးရတဲ့မိကုံးလေးတွေ့လားအခုရွေးကောက်ပွဲပြီလို့တဲ့တက်လာမယ့်အစိုးရကိုစစ်တပ်ကမကြိုက်ဘူးဆိုရင်နောက်ထပ်အာဏာသိမ်းနိုင်လားတဲ့မိကုံးလေးရတာမိကုံးအကောင်းပါပဲနော်မိကောင်းမေးသင့်ပါတယ်ဒီလိုသားဒါကပြည်သူတယောက်အနေနဲ့နော်မေးသင့်မေးတိုက်တဲ့မိကုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်အလွယ်လေးပြောမယ်ညာနော်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတပ်မတော်ကြီးရဲ့ထမ်းဆောင်တဲ့တာဝန်ကဘာတာဝန်လဲဆိုတော့ဒုတာဝန်အရေးသုံးပါဗျသူ့ရဲ့အမျိုးသားကြိုးစည်းပွားကာဝယ်စောင့်ရှောက်တယ်ဆိုတာက135မျိုးနဲ့ပတ်သက်တဲ့ဒုတာဝန်အရေးသုံးမှကိုသူကထမ်းဆောင်တာဗျနော်အဲ့တော့ဒုတာဝန်အရေးသုံးမှကိုထမ်းဆောင်ဖို့ဖွဲ့စည်းပုံခြေကဥပဒေကာဝယ်ဖို့ဆိုပြီးတော့ဖွဲ့စည်းပုံခြေကဥပဒေပုံမှန်20ငါရယ်စလုံးရယ်မှာတေချာရေးပေးထားတယ် တော့နောက်တက်လာတဲ့အစိုးရမဆိုဘဲအစိုးရမဆိုကြိုက်တဲ့အစိုးရတက်နော်ကျတို့ဒုတာဝန်ရေးသွမ်းမကိုနံပါတ်1ထိကြိုက်ပြီလားအမျိုးအမျိုးဘာသာသာသနာကို မကာကွယ်မဆောက်ရှောက်ဖဲနဲ့ဖျက်ဆီးပြီလားအဲ့ဒီလိုကိစ္စရက်တွေကို လုံလို့ရှိရင်တော့မြမတက်မတော်ကနောက်ထပ်တစ်ချိန်အာနာထင်းချင်းအာနာသိန်းချင်းတွေထက်မှန်မဖြစ်မနေလုတ်ကိုလုတ်มาဖြစ်ပါတယ်ဒါက နေကြီးလက်ခံမလွဲဖြစ်ပါတယ်အတိတော့နောက်ထပ်အာဏာထိန်းတာတွေတိန်းတာတွေမဖြစ်ရအောင်လို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကစစ်မှန်တဲ့အစိုးရတရက်ကိုပေါ်ထုတ်ဖို့ပေါ်ပေါက်ဖို့ရွေးချယ်နိုင်မှုလိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့မှားယွင်းတဲ့ရွေးချယ်မှုဖြစ်ပြီးတော့မှားယွင်းတဲ့အရက်သားကိုယ်စားလှုပ်တော်ကိုရောက်ခဲ့ပြီးတော့เนาะ လုတ်ချင်ရာတွေလုတ်ပြောချင်ရာတွေပြောရန်ဖြစ်ချင်ရာတွေဖြစ်တက်မရောကိုဖောင်းထုတ်ချင်ရာတွေထုမပြောသင့်တဲ့ဇကားတွေပြောနေရင်တော့တက်မရောကတော့ဘာမှတော့မပြောဘူးသို့တော့သူကအဓိကကြည်နေမှာကဖွဲ့စည်းပုံကိုထိခိုက်လားဒို့တာကိုအရေးသုံးပါကိုထိခိုက်လားထိခိုက်ပြီဆိုလို့ရှိရင်တော့နောက်တဲ့ကြိမ်အာနာထဲမှုတွေကမဖြစ်မနေဖြစ်ကို ဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းပြောတာပါ နိုင်ငံသူနိုင်ငံသားတွေနော်တက်မတော်ကိုသွားသွားပြီးတော့တာဝန်မပေးပါနဲ့သူ့တာဝန်ကိုသူယူပါစေနော်အဲ့တော့ကျွန်တော်တို့တာဝန်ကျွန်တော်ယူရမယ်ကျွန်တော်တို့ကမျိုးသားကျိုးစီးမားကိုကာဝယ်ဆောက်ရှောက်ဖို့ကျွန်တော်တို့ကဗာပဲလေ political sense ရဖို့ကျွန်တော်တို့လိုအပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က9နှစ်6နှစ်9နှစ်လုံးလုံးကိုကျွန်တော်တို့အမုန်းခံပြီးတော့မျက်နာကြီးပြပြီးတော့ပြည်သူပြည်သားတွေနိုင်ငံရေးအမြင်တွေကျေစေဖို့ကျွန်တော်ဝင်မျှပေးခဲ့တာဖြစ်ပါတယ် ဓာရီနားလည်မှတက်မတော်နောက်တခါအာနာမထိန်နိုင်အောင်လို့ကျွန်တော်တို့စူးစမ်းနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်